ရုပ်ဆိုးရိုက်တရုတ်ပြည်သူတွေပါဝင်တက္ကပါလုံးကိုလိန်ညာထားတဲ့အကြောင်းအရာအားလုံးပဲမင်္ဂလာပါဗကန်ဒီတမဲချန်နယ်ကနေကြိုဆိုပါရစေတရုတ်ပြည်ရဲ့မဖြစ်ရှင်းနိုင်သေးတဲ့လူ့ရဲ့ချက်နဲ့တရုတ်ပြည်သူတွေတော်တော်များများနေချင်းညာချင်းပျောက်ကွယ်သွားကြတဲ့အကြောင်းကိုပြည်သက်တို့တီးပြီးကြပြီလားတရုတ်ဆိုးရိုက်ဟာလူ့ရင်မြန်ဆန်စွာကြားဆဲမှုကိုဝန်ခံဖို့ဝင်လေးနေပြီမဲ့ဒါအများသိတဲ့ချက်တစ်ခုပါ 2020ကနေ2023ခုနှစ်တွင်ဒေယုရဲ့လူဦးရေအားတန်တရာ50ကနေတန်တရာဒီရောကျသွားတယ်လို့ဆိုပြီးဒေယုပြည်ရဲ့လူဦးရေတိုးတက်မှုပြီးဆုံးသွားပြီဖြစ်တာကြောင့်တရုတ်စီးပွားရေးလည်းပြိုလဲမသွားဖို့မျှော်လင့်နေရပါတယ်ကျွန်တော်အားလုံးချိန်ပေါင်းတန်တဲ့ချီကြားဖို့တဲ့အကြောင်းအရာတစ်ခုကတရုတ်မှာလူဦးရေ1.4ဘီလီယံရှိတယ်ဆိုတဲ့ချက်ပါ ဒါပေမဲ့ဒါကလောဝါရှက်စရာကောင်းတဲ့လေညာမှုတစ်ခုဖြစ်နေပြီးတရုတ်ရဲ့တကယ့်လူဦးရေဟာဒီရေတွက်ရဲ့လေးပုံတစ်ပုံဒါမှမဟုတ်ဒီတက်နေနေမယ်ဆိုရင်ရောပိုဆိုးရာကတရုတ်ကွန်မြူနတီပါတီအားနှစ်ပေါင်းများစွာလိန်ညာနေခဲ့ပြီးကဘာကြီးကိုရောသူတို့လူမျိုးတွေကိုပါအမှန်တရားကိုဖုံးကဲထားခဲ့တာမျိုးဖြစ်နေပါတယ်။ဒါကကျွန်တော်ရန်တမ်းပြောတဲ့ theory တသက်မဟုတ်ပါဘူး။တရုတ်နိုင်ငံဟာလက်ရှိမှာအကွဲကြောင်းနေပေါ်နေပြီးလူဦးရေကိန်းကနက်တွေကလည်းကန့်ညီမှုမရှိပါဘူး။ ကဲဒီနေ့မှာတော့ခေတ်သစ်သမားရဲ့အကြီးမားဆုံးဖုံးကွယ်မှုတွေတဲကတခုဖြစ်နေတဲ့အရာကိုအနည်းငယ်လေ့လာကြည့်ပါမယ်။ဒီလိုပဲချက်ကိုဖော်ထုတ်ဖို့တရုတ်ရဲ့လူဦးရေဆိုင်ရာသမိုင်းကြောင်းကိုအရင်လမ်းကြည့်ရပါမယ်။1950မှာတရုတ်ပြည်ဟာစေစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ပဋိပက္ခတွေကနေထွက်လာနိုင်ခဲ့ပါတယ်။ပထမကတော့ဒုတိယကမ္ဘာစစ်အတွင်းရက်ဆက်ကြမ်းကြုတ်တဲ့ဂျပန်ကျူးကျော်မှုကိုကြုံခဲ့ရပြီးနောက်တော့ကြာရှည်ပြီးတော့သွေးထက်သန်ရုပ်ဖိခဲ့တဲ့ပြည်တွင်းစစ်ကိုပါရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီချိန်မှာနိုင်ငံဟာပြည်စည်းခဲ့ပေမဲ့လေမော်စီတုံးရဲ့ကွန်မြူနီအစိုးရတက်လက်အောင်မှာနိုင်ငံပြန်လည်စုစည်းခဲ့ပြီးလူဦးရေတန်း950လောက်တိရှိခဲ့ပါတယ်။မော်စီတုံးရဲ့အစိုးပိုင်းမူဝါဒတွေဟာလူ့ဖွဲ့စည်းကိုတည်ညောင်လုပ်ဖို့ပြည်တွင်းပဋိပက္ခတွေကိုကင်တွယ်ဖြေရှင်းဖို့စိုက်ပျိုးရေးထုတ်လုပ်မှုကိုမြှင့်တင်ဖို့နဲ့တနိုင်ငံလုံးမှာအခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့တန်ရှင်းရေးကိုတိုးချဲ့ဖို့ဖြစ်ပြီးတစ်ချိန်တည်းမှာပဲမော်စီတုံးကိုယ်တိုင်ကလူ့ရေတိုးပွားရေးကို အပြင်းထန်ထောက်ခံသူဖြစ်တာကြောင့်လူများလည်းအင်အားကြီးလေလို့ယုံကြည်ခဲ့ပါတယ်။ရလအနေနဲ့တရုတ်ရဲ့လူဦးရေဟာမကြုံစဘူးမြန်တို့နဲ့တိုးတက်လာပြီး1950ပြည့်လွန်နှစ်တွေရဲ့အဆုံးမှာလူဦးရေဟာခံမှန်းကြီးအားဖြင့်တော့တန်း660တိတိုးလာခဲ့ပါတယ်။ အဲ့နောက်မှာစီတုံးဟာတရုတ်ကိုစိုက်ပျိုးရေးလူဖွဲ့စည်းကနေစစ်မှုအင်အားကြီးနိုင်ငံဖြစ်တဲ့ညရီချင်းလှေမြန်စွာပြောင်းလဲဖို့ရည်ရွယ်ပြီးတော့ Great Leap Forward လို့ခေါ်တဲ့စီးပွားရေးလှုပ်ရှားမှုကိုစတင်ခဲ့ပါတယ်။သို့တော်လည်းအဲ့ဒီလှုပ်ရှားမှုဟာဆိုးရွားသောကျိုးဆက်များကိုဖြစ်ပေါ်စေပြီးစိုက်ပျိုးရေးလှုပ်ထုံးလုပ်နည်းများညံပြင်းခြင်းထုတ်လုပ်မှုစီရင်ခံစားများအတူယောင်ဖြစ်ခြင်းနဲ့စီမံခန့်ခွဲမှုအားနည်းခြင်းတို့ကြောင့်စိုက်ပျိုးရေးလုံးဝပြိုလဲသွားခဲ့ပြီးလူသမိုင်းမှာအဆိုးပါးသောငမ်းမုံခေါင်းပေါင်းမှုများတဲ့ကတခုခုပဲဖြစ်ပေါ်စေခဲ့ပါတယ်။ ရလက်နေနဲ့1959မှာ1962ခုနှစ်တွင်ခံမှန်းကြီးအဖြစ်တော့လူပေါင်း15တန်းကနေ45တန်းထိတည်ဆုံခဲ့ပါတယ်။အဲ့ဒီအချိန်ကစာပီလူရည်တွေ့တက်မှုဟာနှစ်အနည်းငယ်ကြာရပ်တန့်နေခဲ့ပြီးတော့တရုတ်ရဲ့ငကူလူရည်အခြေခံများပြားမှုကြောင့်သာပြည်ထနာကြီးကြီးမားမားမရှိဘဲနဲ့ပုံစံမပြတ်နေနိုင်ခဲ့တာပါ။ထုံငန်းမှုခေါင်းပေါင်းမှုဖြစ်ပြီးတော့နောက်ပိုင်းနိုင်ငံအားနည်းမှုကိုတိတ်ကြောက်တဲ့မော်စီတုံးဟာမိသားစုကြီးတွေကိုထူထောင်ရန်တပတ်ပြန်လဲအားပေးခဲ့ပါတယ်။ဝေးဖောက်မှုနှုန်းကိုမြင့်တင်ဖို့ကိုဝင်တားစင်းနဲ့ကိုဝင်ဖြည့်ချခြင်းကိုတားမြစ်ခဲ့ပြီး သားသမီးများများမွေးဖွားတဲ့မိသားစုတွေကိုစူးချခဲ့ပါတယ်။အဲဒီလှုပ်ရှားမှုကိုပုံမမြင့်တင်ဖို့ဝါဒဖြန့်ချီရေးကလည်းအရေးပါသောခန့်ကဏ္ဍမှာပါဝင်ခဲ့ပါသေးတယ်။မိသားစုကြီးတွေကိုစံပြဖြစ်ထားပြီးမျိုးချေစိတ်သက်ရှိသည်ဟုပုံဖော်ခဲ့တာကြောင့်မွေးဖောက်မှုနှုန်းကအလုံးမင်းမြင့်တက်သွားပြီးအမျိုးသမီးတအုံးလျင်ကလေး9ဦးမှ6ဦးတိရှိခဲ့ပါတယ်။ဒါကြောင့်1980ပြည့်လုံနေ့မှာအစောပိုင်းမှာတရုတ်ရဲ့လူဦးရေကခန့်မှန်းကြီးတန်း150ခန့်တိမြင့်တက်ခဲ့ပြီးမွေးဖောက်မှုနှုန်းကတော့မျိုးသမီးတအုံးမှ6.3ဦးထိစံချိန်တိမြင့်တက်ခဲ့ပါတယ်။ဒီလိုနဲ့1980ပြည့်လုံနေ့တွေရောက်လာတဲ့အချိန်မှာတော့ တရုတ်နိုင်ငံရဲ့လူဦးရေတိုးပွားမှုဟာစိုးရိမ်ပွဲရာအခြေအနေကိုရောက်ရှိခဲ့ပါတယ်။နေ့စဉ်လူဦးရေတန်း30နုန်းနဲ့တိုးပွားနေခြင်းဟာစားနပ်ရိက္ခာပူလုံရေးဂျမိုင်းဆောင်ရှောက်မှုနဲ့အလုပ်ကိုင်ခွင်လန်းတွေလိုမျိုးအခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အခက်အခဲဖြစ်လာပါတယ်။မော်စီရွန်လက်ထက်တုန်းကတော့လူဦးရေများတာကိုတိတ်အေးမလုပ်ခဲ့ပေမဲ့သူ့ရဲ့ဩဇာတွေရော့လာခြင်းမှာတန်းဆောင်ဖေးလိုကောင်းဆောင်တွေကလူဦးရေထင်းချိုရေကိုစပြီးတော့ဦးစားပေးလာပါတယ်။အစားပေးမှာတော့1980ပြည့်လုံနှစ်တွေမှာ later longer ဖီရိုဆိုရဲလှူရှားမှုကိုလုပ်ခဲ့ပါတယ်။ဒါကတော့နောက်ကျမှလက်ထက်ပါကလေးတွေမွေးရဲ့အချိန်ချပြီးတော့မွေးပါ။ ကလေးနေနေပဲယူပါဆိုတဲ့သဘောမျိုးပါဒါမဲ့လည်းဒေလောက်နဲ့မရဘူးဆိုတော့တိလာတော့ပို့ပြီးတော့ပြင်ထန်တဲ့မူဝါဒကိုစဉ်းစားလာကြပါတယ်မော်စီတုံးကိုလုံပြီးတဲ့နောက်မှာတန်ရှောင်ဖင်ကောင်းဆောင်တဲ့အချိန်မှာလူကြီးကအရေးတော်အပြင်းအများရုံမကအရေးသေးပိုင်းအရာပါစင်ခုံမှုတွေရှိနေတာတတိပြုမိလာပါတယ်လူများစုကကြေးလက်ကပညာမတတ်သူတွေဖြစ်နေတာကြောင့်မြို့ပြနဲ့ရေချင်းပြေးွားတဲ့လူပွေစီကိုဖန်တီးကျင်လာကြပါတယ်ဒီလိုနဲ့1989ခုနှစ်မှာတရုတ်ပြည်ရဲ့နာမည်ကျော်ဒိန်းတော်ကလေးတအူးမူဝါဒကို စတင်ကျင့်သုံးခဲ့တာပါဒီမူဝါဒကတော်တော်ကိုပြင်းထန်ပြီးကလေးတယောက်မွေးပြီးရင်မဖြစ်မနေသားဆက်ချထိုးရတာမျိုးတွေမူဝါဒကိုချိုးဖောက်ပြီးတော့ကလေးတယောက်မွေးရင်ဒဏ်ငွေအကြီးကျယ်စောင်းရတာအလုပ်ဖြတ်တာမျိုးတွေတခါတလေဆိုရင်အတရားဓမ္မကိုဝင်ဖြတ်ခိုင်းတာတောက်ပြုံတောက်ပိုးဖြတ်ခိုင်းတာမျိုးတွေတောင်မှလုပ်ခဲ့ရတယ်လို့ဆိုပါတယ် ပိုဆိုရာကဒုတိယကလေးကိုမှတ်ဖို့မတင်ဘဲနဲ့ထားခဲ့တာကြောင့်ကျမကြီးပညာရေးအလုတ်ကိုင်းဘာမှမရဘဲနဲ့လူတိမကန်ကလေးတွေဖြစ်နေရှင်သန်ခဲ့ရသူတွေတန်းနဲ့ချီရှိခဲ့တယ်လို့ခံမှန်းရပါတယ်ဒီမူဝါဒကတိုင်းနိုင်ငံလုံးပြည်ဝတတမတဲ့ကျင့်သုံးနေခဲ့တာမျိုးတော့မဟုတ်ပါဘူးကြည်လက်ဒေသတွေမှာသမီးလေးရှိရင်နောက်ထပ်ကလေးတယောက်မွေးကွင်းပြုတာမျိုးဒိုင်းသားတွေဆိုရင်လုံးဝကင်းလုတ်ခွေပေးတာမျိုးတွေလည်းရှိခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါဒီမူဝါဒကြောင့်တရုတ်ပြည်ရဲ့လူဦးရေတိုးနှုန်းကတိတိတသာနှေးကွေးသွားခဲ့ပြီးတန်းလျာလောက်မွေးဖွားနှုတ်ကိုတားဆီးနိုင်ခဲ့တယ်လို့အစိုးရကပြောပါတယ် လူရည်နေတော်တော်ပြင်းကြီးကျမကြီးအလောက်ကိုင်းစတဲ့ရင်းမြစ်တွေကိုလေလူနေစုတက်ပို့ပြီးတော့ခွဲဝေပေးနေခဲ့ပါတယ်။ဒါကြောင့်မတူချင်းဝင်ဝင်တိုးလာပြီးတော့စီးပွားရေးပါတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီမူဝါဒကြောင့်မယ်မလို့လားအဲ့တဲ့စိုးကျူတွေလည်းအများကြီးဖြစ်ခဲ့ရပါတယ်။တာယောက်ကြလေးလိုချင်တာကြောင့်အမျိုးသမီးထက်အမျိုးသားတွေတန်းတဲ့ချီပိုများသွားပါတယ်။လူရည်နေတော်တဲ့ခါမှာလှုပ်လှုပ်တဲ့လူဦးရည်နေပြီးတော့တက်ကြီးရွယ်ဦးတွေကိုပြုစုဆောင်ရှောက်ဖို့ခက်လာပါတယ်။ ကလေးတယောက်ကမိဘတစ်ပါးနဲ့အဖိုးပါလေးကိုအချိုးတစ်ကိုပြုစုစားလျှောက်ကြတာမျိုးဖြစ်လာတဲ့အခါမှာဝန်တုံးမပိုးကကြီးလာပါတယ်။စာတော်ရီနဲ့1990ပြည့်လွန်နှစ်တွေတုန်းကမြို့သမီးတူကလေး၆ယောက်ပြမြမိုးရကနေ1991မှာတိတသမကိုကိုကြားဆင်းသွားခဲ့ပြီးဒီနှုန်းကကုလသမဂ္ဂရဲ့သက်မှတ်ချက်ဖြစ်တဲ့နှစ်တသမတိတ်လူဦးရေတည်ငြိမ်ဖို့လိုအပ်တဲ့နှုန်းအောက်ကိုရောက်သွားပါတယ်။မူဝါဒတွေကလူဦးရေကိုထိန်းချုပ်ရမှာအောင်မြင်ခဲ့ပေမဲ့ရေရှည်တွေကြီးမားတဲ့လူမှုရေးစီးပွားရေးပြဿနာတွေကိုဖန်တီးခဲ့တယ်ဆိုတာထင်ရှားနေပါတယ်။ 1990ပြည့်လနှစ်တွေမှာတော့တရုတ်ပြည်ရဲ့မွေးဖောက်မှုနှုန်းကတမိုင်းမှာအနေဆုံးဖြစ်တဲ့အထိကျဆင်းသွားခဲ့ပြီးလူရည်တည်ငြိမ်မှုလည်းရသွားပြီဆိုတော့ပြည်သူတွေကကလေးတယောက်မူဝါဒကိုလျှော့ချဖို့တောင်းဆိုလာကြပါတယ်။ဒါပေမဲ့ CCP ကတော့အရင်မြစ်စားနပ်ရေးကအိမ်ယာပြည်ထောင်တော်တွေနဲ့နှိမ့်စင်အလောက်ကန်တဲ့တန်ပေါင်းများစွာဖန်တီးပေးရမယ့်ဖိအားတွေကိုထောက်ပြပြီးမူဝါဒကိုဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်ဒီလိုနဲ့ပဲရလကတော့မွေးဖောက်မှုနှုန်းဆက်ကြဆင်းခဲ့ပြီးတော့ယနေ့ခေတ်မှာလူဦးရေဆိုင်ရာပြဿနာတွေပေါ်ပေါက်လာဖို့အခြေခံအုံမြင့်ဖြစ်လာခဲ့တာပါ ရစက်တရာစုရောက်တဲ့အခါမှာတရုတ်ပြည်ရဲ့လူဦးရေအခြေအနေကတိတိတသာပြောင်းလဲလာပါတယ်။တတန်းပိုရှိလာပြီးတော့ကျန်းမာရေးစောင့်ရှောက်မှုတွေပိုကောင်းလာပါတယ်။1950 60ပြည့်လနှစ်တွေကငွေပေါမှုလုံမြင့်တက်ခဲ့တဲ့ကလေးတွေလည်းအသက်ကြီးလာကြပါတယ်။1920ပြည့်နှစ်မှာတရုတ်လူဦးရေပြည်မြတ်တက်က38နှစ်ထိတက်လာခဲ့ပြီး1980တုန်းက18နှစ်ပဲရှိခဲ့တဲ့လူငယ်ကျိုးစားနဲ့လုံးဝကိုကွာခြားသွားပါတယ်။ဒါမှမဟုတ်ဒီလိုပြောင်းလဲမှုတွေကလောက်သားရပေါ်ဖိအားပုံများစေပြီးတော့လူငယ်လောက်သားဦးရေတိတိတသာရော့ကြလာကတကြီးရွယ်ဦးရေကတိုးပွားလာခဲ့ပါတယ်။ အဲဒီကြမှာသူတို့မှားမှန်းသိသွားတဲ့ခါမှာ CCB ကကလေးကျောင်းမူဝါဒကိုပြေလျှော့ပေးခဲ့ပါတယ်မိဘတစ်ပါးတည်းကတူဦးဟာဒိုးဒီတော်သားသမီးဖြစ်ရင်ကလေးနှစ်ယောက်ယူခွင့်ပေးခဲ့ပြီး2016မှာတော့ဒီမူဝါဒကိုလုံးဝဖျက်သိမ်းပြီးတော့ကလေးနှစ်ယောက်မူဝါဒကိုတရားဝင်စတင်ကျင့်သုံးခဲ့ပါတယ်ဒါကြောင့်မင်း2018ခုနှစ်မှာမွေးဖွားမှုလုံးတိတိတမရှိသည့်ခဏတပြိုပြန်ထက်လာခဲ့ပေမယ့်2018မှာတော့တိတိတမ5ကိုပြန်ချသွားပြီးစရိုက်ကြဆင်းလာပါတယ်လူရည်ကြဆင်းမှုကိုပြန်လည်ဖို့အတွက်2021ခုနှစ်မှာမိသားစုရွယ်စားကန့်သက်ချက်အလုံးကိုလုံးဝရုပ်သိမ်းပြီးတော့ ကလေး၃ယောက်ထိယူခွင့်ကိုပေးခဲ့ပြန်ပါတယ်။ဒါပေမဲ့လည်းမွေးဖောက်မှုနှုန်းက2023မှာတိတိကျကျထိရှိသည့်ဆက်လက်ဆိုးရွားလာခဲ့ပါတယ်။ဒါပြင် COVID-19 ကရောဂါရဲ့ရိုက်ချက်တွေနဲ့စီးပွားရေးမရေရာမှုဈေးစကကြီးမှမှုလူမှုတံပိုးတွေပြောင်းလဲလာမှုတွေကြောင့်မိသားစုထူထောင်လို့တည်နေပါသွားစေပြီးပြဿနာကိုပိုဆိုးစေခဲ့ပါတယ်။လေဝဲချက်တွေနဲ့ရင်ဆိုင်ရမယ့်အနာဂတ်2020နှစ်မှာတရုတ်ပြည်အားစေစုနှစ်6ခုတင်ပထမဆုံးချိန်လူဦးရေကျဆင်းမှုကိုရင်ဆိုင်ခဲ့ရပါတယ်။နောက်နှစ်မှာတော့လူဦးရေကျဆင်းသွားပြီးအိန္ဒိယကကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်လာပါတယ်။ ဒီနေ့ခေတ်မှာတော့တရုတ်ပြည်ကလူဦးရေ1.4ဘီလီယံနဲ့ဒုတိယအကြီးဆုံးနိုင်ငံဖြစ်နေပြီမြေလုံသားရာနဲ့ပါပြီးတော့မိခိုနေတဲ့တက်ကြီးရွယ်အုံနှောင်းကပိုများနေပါတယ်။ဒါရိုက်တဲ့စိတ်ဝင်စားစရာကောင်းတာတခုကတရုတ်ပြည်ကလူဦးရေလျှို့ဝှက်ချက်ကြီးတခုကိုဖုံးကွယ်ထားနေတယ်ဆိုတဲ့တက်သေးထောက်ထားတွေပိုများလာနေတာပါ။ကဘာကတရုတ်လူဦးရေ1.4ဘီလီယံလောက်ရှိတယ်လို့လက်ခံထားပေမဲ့ကျွမ်းကြီးသူတချို့ကဒေကဲ့အရေးအတွက်က ဒီတော့ပဲဒါမှမဟုတ်လေးပုံတပုံလာပဲရှိနိုင်တယ်လို့ထောက်ပြကြပါတယ်။ဘာကြောင့်လဲဆိုတော့နေပေါင်းများစွာကြောင့်ကလေးတူအမှုဝါဒနဲ့ငွေဖောက်မှုနှုန်းကျဆင်းမှုတွေကြောင့်လျှောက်လူဦးရေတိတိသမလေးဘီလီယံတော့မရောက်ခဲ့ဘူးလို့သူတို့ကဆိုပါတယ်။နောက်ပြီးတော့ COVID-19 ရဲ့ရောဂါကြောင့်တည်ဆုံးသူအရေးအတွက်ကိုလည်းစစ်ဆေးပြီးကဖုံးကွယ်ထားပြီးတကယ်တမ်းမှပြီးခဲ့တဲ့9နှစ်တွင်တန်းနဲ့ချီတဲ့လူတွေကရောဂါကြောင့်တည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။တရုတ်ရဲ့လူဦးရေစစ်မှန်ကားဘယ်လောက်လဲ။တရုတ်ဆိုရကလူဦးရေတိတိသမလေးဘီလီယံကျော်တယ်လို့ပြောပေမဲ့ လွတ်လပ်တဲ့ဖွဲ့စည်းတွေရဲ့စစ်ဆေးတည်ပြုချက်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှဝင်ရောက်ကြည့်ရှုခွင့်မရလို့ပါ။ရုရှားနဲ့ဂျပန်ပညာရှင်တွေရဲ့လေ့လာမှုတွေအရကဲယောဂါမတိုင်ခင်တရုတ်ပြည်လူဦးရေတန်900ကနေ900ကျားပဲရှိနိုင်တယ်လို့ခန့်မှန်းကြပါတယ်။မွေးဖွားမှုစီးရင်အင်းဒီမှာလည်းဘွေးလက်မှတ်တွေ့ရောင်တွေရှိနေတာတွေ့ရပါတယ်။ကလေးတယောက်မူဝါထားရဲ့နောက်ဆက်တဲ့ပြဿနာတွေကြောင့်လူဦးရေကအုံမင်းရင့်ရောင်လာပြီးလုံသားအင်အားရော့ကျလာပါတယ်။2020နှစ်မှာတရုတ်ပြည်လူဦးရေကြာဆင်းတာကိုပထမဆုံးကြိမ်မှတ်တမ်းတင်ခဲ့ကြပါတယ်။ တရုတ်ရဲ့လူဦးရေအခြေအနေကတရားဝင်ပြောထားတာတန်နေနေနေနိုင်နေဆိုတဲ့တန်တရားတွေပုံများလာနေပြီးတကယ်တမ်းဘာတွေဖြစ်နေတာလဲဆိုတော့လျှို့ဝှက်စမ်းကြည့်စေပါ။ဒါပြင်တရုတ်မှာမွေးလက်မှတ်တုတွေကိုငွေကြေးကျိုးခံဆောင်ခွင့်ရဖို့နဲ့ ID တုတွေဖန်တီးဖို့အတွက်ပြည်သူတွေဘက်ကအများပြဝင်နေကြတာမျိုးရှိပါတယ်။ဒီလိုလောက်တာကလူတရုတ်မှာ ID အများပြရှိနေတဲ့အတွက်လူဦးရေစည်းရင်းကိုအတုရောင်တွေဖောင်းပွားစေပါတယ်။ဒေတာဆိုးရတွေကလည်းဘိုးဆိုးရကရန်ပုံငွေပို့ရဖို့အတွက်လူဦးရေစည်းရင်းတွေကိုခြေကားတင်ပြလာကြပါတယ်။ဒါကြောင့်မဲအကြောင်းနေစေယုံတွေလိုဌာနဆိုင်ရာတွေကလည်းလိန်ညာနဲ့ကဲငဲနဲ့နေပေးဖို့ဖိအားပေးခံရပါတယ်။ တကယ်တမ်းမွေးဖောက်မှုနှုန်းကိုသိဖို့ BCG ကာကွယ်ဆေးထိုးထားတဲ့ကလေးရေတွက်ကိုကြည့်နေပါတယ်။ဒီနည်းနဲ့လေ့လာကြည့်တဲ့အခါမှာ2008ခုနှစ်ကနေ2021ခုနှစ်အတွင်းအစိုးရကြေညာထားတာထက်မွေးဖောက်မှုနှုန်း58တန်လောက်နည်းနေတာတွေ့ရပါတယ်။1980ပြည့်လွန်နှစ်တည်းကစရင်စုစုပေါင်း188တန်လောက်မွေးဖောက်မှုတွေကိုဖောင်းပွားအောင်လုပ်ထားတယ်လို့ခန့်မှန်းရပါတယ်။ဒီလိုလိမ်ညာမှုတွေကြောင့်တရုတ်ပြည်ရဲ့လူဦးရေကြီးနေကိုမှန်မှန်ကန်ကန်မြင်ရဖို့ခက်ခဲစေပါတယ်။ဒီလိုဦးရေချက်လက်တွေဘာကြောင့်မယုံကြည်ရတာလဲဒီလိုဆိုရကလူဦးရေ1.4ဘီလီယံကျော်တယ်လို့ကြေညာပေးမဲ့ဒါအချက်လက်လိမ်ညာထားတာလည်းဖြစ်နေကြောင်းအထောက်အထားသုံးခုရှိပါတယ် နံပါတ်၄ကြက်ကကလေးမွေးတော့အမှန်ကိုသိတာသေးတဲ့ BCG ကကွယ်စည်းထိုးနှံမှုအချက်လက်တွေကိုတရုတ်စိုးရက2022ခုနှစ်ကနေစပြီးထုတ်ပြန်တာမျိုးမရှိပါဘူး။ဒါတကယ်မွေးနှုတ်တွေထွက်ပေါ်မှာစိုးရိမ်လို့ဖြစ်နေပါတယ်။နံပါတ်၄ကတခြားနိုင်ငံတွေလူလူကြီးတိုးတက်ဖို့လူမှုကြီးကြပ်ရေးကိုအားမထားတဲ့တရုတ်နိုင်ငံဟာ1990ကနေ2020ခုနှစ်တွင်လူကြီးအသန်း300ဘလူးတိုးတယ်ဆိုတော့မေးခွန်းထုတ်စရာပါ။ နံပါတ်3ချက်နေ30တွင်အိန္ဒိယကမွေးဖွားမှုနှုန်းအများကြီးပိုများပြီးတော့လူဦးရေပိုနှေးကွေးစွာအုံမင်းရွရလာတာတော့မှ2020မှာတရုတ်ကအိန္ဒိယထက်လူဦးရေများနေတာတင်ချာနည်းရလုံးဝမဖြစ်နိုင်ပါဘူးဒီအချက်တွေကတရုတ်ရဲ့လူဦးရေဟာတရားဝင်ပြောထားတာထက်ကိုအများကြီးနည်းနေနိုင်နေဆိုတော့တန်တရားကိုပုံမခိုင်းပါစေပါတယ်တရုတ်လူဦးရေတန်လျာကျော်ပျောက်ဆုံးမှုတရုတ်ဆိုရကလူဦးရေ1.4ဘီလီယံကျော်တယ်လို့ပြောပြီးမယ်အမှန်တကယ်လူဦးရေကတန်900ဝန်းကျင်သာရှိနိုင်ပြီးတန်600လောက်ဖောင်းပွနေနိုင်တယ်လို့သူတွေဒီတွေကတွက်ချက်ပါတယ် အဂတိလိုက်စားမှုပုံမှန်ညဉ့်ညံ့မှုနဲ့ကိုကိုကိုတတ်တည်မှုတွေကြောင်းတရုတ်ရဲ့ဒေသမှုနှုန်းကလည်းမြင့်မားနေပါတယ်။ဒါမဲ့လည်းတရုတ်ဆွေးရွားကကိုဗစ်ကြောင့်ဒေသုံးသူ8300 WHO ကတသိန်း2000လောက်ပဲရှိတယ်လို့ပြောပေမဲ့ American သုတေသနအဖွဲ့ကအနည်းဆုံး2တန်းကနေ3.5တန်းအထိရှိနိုင်တယ်လို့လည်းခန့်မှန်းပါတယ်။တချို့သတင်းရင်းမြစ်တွေကဆိုရင်တန်း400ကျော်အထိဒေသုံးနိုင်တယ်လို့ဆိုပါတယ်။တရုတ်ကွန်မြူနီပါတီ CCP ရောမော်စီတုံးခင်မှာတည်ဆုံသူတန်း30ကနေ80တိရှိခဲ့တာကိုစက်ကြောတသမ5တန်းသာတည်ဆုံတယ်လို့လည်ညာခဲ့ပူပါတယ် ရေကြီးမှုတော်လှန်ရေးမှလည်းတန်းချီတည်ဆုံလာကိုထောင်ကနန်းပဲလို့ပြောခဲ့ပါတယ်။ဒါတွေက CCP ရဲ့တမိုင်းတေချောက်အချက်လက်ဖုံးကွယ်ပြီးလူအသက်ကိုလေးမထားတဲ့သဘောကိုပြနေပါတယ်။လက်ရှိမှာတော့ကိုဗစ်ကာလတွင်နေစဉ်တည်ဆုံသူ3သိန်းကျော်တခရိုင်ကို18ဦးရှိခဲ့နေတော့မှကြီးလက်ဒေသတွေမှာကျန်းမာရေးဆောင်ရှောက်မှုအားနေတာတည်ဆုံမှုတွေကိုမှတ်တမ်းမတင်တာတွေကြောင့်ထင်သာမြင်သာမရှိနိုင်ဘူးလို့ဆိုပါတယ်။ လက်ရှိမှာပေကျင်းရှာဟိုင်းကွမ်ကျိုးလိုမြို့ကြီးတွေမှာလူရည်သီးတသာရောနေလာလေလို့ဒေသခံတွေကပြောနေကြပါတယ်။လမ်းတွေစည်းစံနေဘူတာတွေမှာလူနေကျင်းတာတွေ့ရပြီးအရင်လိုစီကောင်းမှုမရှိတော့ဘူးလို့ဆိုပါတယ်။ရွေးပြောင်းလို့သမားတွေကလည်းပျောက်ကွယ်နေတာကိုတွေ့ရပါတယ်။ကျွန်တော်တို့မှပြောခဲ့တဲ့ချက်တွေကတရုတ်ရဲ့တကယ်လူရာတန်း350ကနေ400ကျပဲရှိနေနိုင်တယ်လို့သုံးသပ်ရပြီးဒီကြောင်းရတွေကိုကြည်ကြားဖြစ်လေတရုတ်ကွန်မြူနီပါတီ CCB ရဲ့အချက်လက်ဖုံးကွယ်မှုနဲ့ဖွင့်လင်းမြင်သာမှုမရှိခြင်းကိုအတင်းသားမြင်နေရပါတယ်။